။နောက်ကျွန်တော်တို့အခုမြန်မာနိုင်ငံရင်ဆိုင်နေရတာကတော့အရှိဆိုးရလုံရင်အနောက်ဆိုးရကဆက်မလုပ်ဘူးပေါ့နော်။တကယ်လို့ကောင်းတယ်ဆိုဆက်လုပ်တယ်မှာလေ။အဲမကောင်းတာတွေတော့ကျွန်တော်တို့ပြုပြင်ပြီးဆောင်ရွက်ရမယ်။ကောင်းတာတွေဆိုရင်ကောင်းတယ်လို့အတိမတ်ပြုပြီးတော့မှဆက်လက်ဆောင်ရွက်တာမျိုးပေါ့နော်။ဒါမျိုးလေးတွေဆောင်ရွက်ရမှာဖြစ်ပါလိမ့်ရှင့်။ နောက်တစ်ခွတော့ပညာရေးပါရှင်ဒါလူတို့ဘဝအဓိကလို့ပြောလို့ရှင်ကျွန်တော်တို့ပညာရေးပါဆိုလို့ရှင်မိသားစုတိုင်းမှာဒီရင်ရင်သွေးငယ်တွေရှိတယ်ဒီသားသမီးငယ်တွေရှိတယ်ဒီသားသမီးတွေရဲ့ပညာရေးကိုကျွန်တော်တို့တေချဆောင်ရွက်နိုင်တယ်ဆိုလို့ရှိရင်ဒီမိသားစုရဲ့အနာဂတ်လှပတာပေါ့နော်ဆိုလို့ရှိရင်စီးပွားရေးလည်းကောင်းမယ်ပညာရေးကျန်းမာရေးလည်းကောင်းတဲ့မိသားစုတွေညအထက်ကတော့ကျမတို့ဟိုပါပေါ့ရှင်ဒီ ဒီကျမ်းမာပြီးတော့မှကျမ်းမာတဲ့အာဟာရပြည့်ဝတဲ့ပညာတတ်တဲ့သားသမီးတွေရှိတဲ့မိသားစုသည် အဲဒါဒီမိသားစုရဲ့နောင်ရေးပေါ့နော်ဘိုးစင်ပေါင်းဆက်ရေရှည်ကောင်းမှာဖြစ်ပါတယ်ရှင်။နော်အဲ့ဒါအတွက်ကိုကျွန်မတို့ပညာနဲ့နိုင်ငံကိုတည်ထောင်တာပေါ့နော်။ပညာတူးချင်းစီရဲ့ဘဝကိုလည်းပညာနဲ့တည်ထောင်တာပြီးလို့ရှိရင်ဒီပညာနဲ့ပဲနိုင်ငံတည်ဆောက်တာပေါ့နော်။ဒါလေးတွေကျွန်မတို့ဆောင်ရွက်ချင်တာဖြစ်တဲ့အတွက်ပညာရေးပေါ့ရှင်။ပညာရေးလို့ပြောရင်တော့ကျောင်းပညာရေးရှိတယ်လို့ကျွန်မတို့အသက်မွေးဝမ်းကျောင်းပညာရေးရှိပါတယ်ရှင်။ဒီကျောင်းပညာရေးကတော့ကျွန်မတို့ဒီ ဒီအခုဆိုရင်တော့ဟိုပေါ့နော် grade 12ပေါ့ grade 12ဆိုရင်အခြေခံပညာထက်တန်းအောင်မြင်တယ်ပြီးလို့ရှင်တက်သူတွေသွားကြမယ်ဘွဲ့လွန်တွေသွားကြမယ် မဟာဘွဲ့တွေရှိမယ်ပါရဂူဘွဲ့တွေရှိမယ်ဒါဒီကျောင်းပညာရေးဖြစ်ပါတယ်ရှင် academic education ဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့၈တန်းနဲ့ကျောင်းထွက်တဲ့ကလေးတွေ၁၀တန်းနဲ့ကျောင်းထွက်တဲ့ကလေးတွေ၁၂တန်းလောက်နဲ့ကျောင်းထွက်တဲ့ကလေးတွေပေါ့နော်ဒီလိုကလေးတွေလည်းလုပ်ငန်းခွင်မှာအဆင်ပြေအောင်ကျွန်တော်တို့ကအသက်မွေးဝမ်းကျောင်းပညာတွေများများဆောင်ရွက်ပေးရမှာဖြစ်ပါတယ်ရှင်အမျိုးအမည်လည်းများများအရေးအတွက်လည်းများများအရေးအသွေးလည်းမြင့်မြင့်ပေါ့နော်ဒါလေးတွေဆောင်ရွက်ဖို့ကျွန်တော်တို့နိုင်ငံတော်ကနေရင်းနှီးမြှုပ်နှံမှာဖြစ်ပါတယ်ရှင် ဒါလေးတွေကတော့ကျမတို့အဲဒါဒါလူတို့ဘဝအဓိကအောက်မှာပါတာပေါ့နော်။ကုံစင်းနှုံးကြဆင်းရေအဲပြီးလို့ရှိရင်ကျမတို့ကျမ်းမာရေးပညာရေးအဲနောက်တစ်ခုကတော့ကျမတို့ဟိုဟာပါရှင့်ဒီလူမှုရေးနဲ့ပတ်သက်လို့ပေါ့နော်လူမှုရေးနဲ့ပတ်သက်လို့ရှိရင်ဒါအမျိုးသမီးတွေကဏ္ဍပေါင်းစုံမှာပါဝင်လာဖို့အဲပြီးလို့ရှိရင်ကျမတို့ဒီတိုင်းရင်းသားချင်းချင်းစီးလုံးညီညွတ်ဖို့ဒါတွေကလူမှုရေးကဏ္ဍအောက်မှာပါပါတယ်ရှင့် တိုင်းရင်းသားချင်းချင်းချစ်ခင်ရင်းနှီးပြီးတော့မှအပြန်အလှန်လေးစားမှုနဲ့စီးလုံးညီညွတ်ကြဖို့လက်တွဲဆောင်ရွက်ကြဖို့ဒီပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးကိုတိုင်းရင်းသားညီအစ်ကိုမောင်နှမတွေလက်တွဲဆောင်ရွက်ကြဖို့အခြေခံကတော့ကျမတို့တယောက်နဲ့တယောက်ကျမတို့တဦးနဲ့တဦးအပြန်အလှန်လေးစားဖို့အရေးကြီးပါတယ်အဲပြီးလို့ရှိရင်ကျမတို့တိုင်းရင်းသားစာပေရင်ကျေးမှုတွေကျမတို့မြေတောင်မြောက်ပြီးတော့မှအားပေးဖို့ဖြစ်ပါတယ်ရှင့်အဲ ကျမတို့မြန်မာနိုင်ငံမှာဒီအတိုင်းရင်းသားပြည်သူလူထုပြည်ထောင်စုပေါ့နော်ပြည်ထောင်စုနိုင်ငံကြီးဖြစ်တဲ့တိုင်းရင်းသားမျိုးစုံစုပေါင်းနေထိုင်တာဟာကျမတို့မြန်မာနိုင်ငံရဲ့အလှတရားဖြစ်ပါတယ်အဲဒါတွေကိုကျမတို့အပေါင်းစည်းထားပြီးတော့မှစီစီလုံးလုံးနဲ့နေနိုင်တယ်ဆိုလို့ရှိရင်ကျမတို့ကဒီခရီးသွားကဏ္ဍလူမျိုးဆိုလို့ရှိရင်လည်းကျမတို့ဆွဲဆောင်မှုတအားကောင်းပါတယ်ရှင်။နောက်တချို့ဆိုလို့ရှိရင်ဒါဒေသခံတွေရဲ့ရိုးရာယဉ်ကျေးမှုစာပေတွေဒါဓလိထုံနှန်းစင်တာတွေလေ့လာခြင်းလို့ခီးခီးထွက်ကြတယ်။ ဒီဒေတာကိုလာရောက်လှည့်ပတ်ကြတယ်ပြီးလို့ရှင်ဒီဒေတာရဲ့အစားအသောက်တွေစားဖို့ခြင်းလို့လာရောက်ပြီးတော့မှဟိုလှည့်ပတ်ကြတယ်ပေါ့နော်ဒါမျိုးလေးတွေရှိတဲ့ခါကျတော့တော့ရှမ်းပြည်လို့ပြောလို့ရှင်တော့ကျမတို့ကမြန်မာနိုင်ငံမှာအကြီးဆုံးဟိုနေနမိတ်အဖြစ်နဲ့အကြီးဆုံးပေါ့နော်ဒီတိုင်းနယ်ပြည်နယ်14ခုမှာအကြီးဆုံးဖြစ်လို့တောင်မှကျမတို့ရှမ်းရှမ်းတောင်ရှမ်းအရှိရှမ်းမြောက်ဆိုပြီးတော့ခွဲခြားပြီးတော့မှ အဲကျွန်တော်တို့ဒီအုပ်ချုပ်ရေးတွေလည်းတခြားတိုင်းနဲ့ပြည်နယ်ထက်ကိုပို့ပြီးတော့မှဆောင်ရွက်နေရတာဖြစ်ပါတယ်ပြီးလို့ရှိရင်စစ်တိုင်းလို့ပြောရင်လည်းစစ်တိုင်း၃တိုင်းလား၄တိုင်းလားအဲစစ်တိုင်းလေးတိုင်းတောင်မှပေါ့နော်ဒါဒါရှမ်းပြည်နယ်ထဲမှာရှိတာဆိုတော့ပြီးလို့ရှိရင်ကျမတို့ကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာ6ခုမှ5ခုကရှမ်းပြည်နယ်ထဲမှာပါတာဖြစ်ပါတယ်ရှင်အဲပါတဲ့ခါကျတော့ကျမတို့ကရှမ်းပြည်ကတော်တော်ထူးခြားတာဖြစ်ပါတယ်အဲနောက်တစ်ခုကတဘာဝတောတောင်ရေမြေပေါ့နော်ရာသီဥတုကောင်းတဲ့စိမ့်လန်းဆိုပြည်တဲ့စိုက်လို့ပြိုးလို့ကောင်းတဲ့ဒီမြေဩဇာကောင်းတဲ့ မြေမြေယာရှုခင်းပိုင်ဆိုင်နေပေါ့เนาะဒါတွေဒီဒီရှမ်းပြည်ရဲ့အလှတရားတွေဖြစ်ပါတယ်ရှင်ဒါတွေကိုကျမတို့စုပေါင်းပြီးတော့မှအဲစီစီလုံးလုံးနဲ့ဆောင်ရွက်နိုင်တယ်ဆိုလို့ရှင်ကျမတို့ကအဲအေကံမုတ်ချပေါ့เนาะဒါကအေချမ်းတာယာဝပြောတဲ့နိုင်ငံဖြစ်မှာ ဖြစ်ပါတယ်အဲဒီလိုအတွက်ကိုကျမတို့ဒီ အဲဒီငင်းချမ်းရေးအရာဒီနိုင်ငံရေးအရာလိုလားချက်တွေကိုကျမတို့နားထောင်ပေးပြီးလို့ရှိရင်ဖြစ်သင့်ဖြစ်ထိုက်တာကိုဖြစ်ဖို့မဖြစ်ထိုက်တဲ့ဟာဆိုလို့ရှိရင်လည်းဘာကြောင့်မလိုက်ရောနိုင်ဘူးဒါဒါဒီမဖြစ်သင့်ဘူးဆိုတာလေးပေါ့နော်အဲဒါလေးကျေးဇူးပါရှင့်အဲဒါလေးတွေပေါ့နော် အဲဒါလေးတွေကျွန်တော်တို့ဆောင်ရွက်သွားမှာဖြစ်ပါတယ်တိုင်းရင်းသားတိုင်းကသဘောထားကြီးကြီးနဲ့ပေါ့နော်ကိုဟိုအမျိုးသားအကျိုးစီးပွားလို့ပြောရင်တော့မြန်မာတစ်မျိုးသားလုံးပေါ့မြန်မာလို့ပြောလို့ရှိရင်တိုင်းရင်းသား135မျိုးလုံးပါဝင်ပြီးဖြစ်ပါတယ်ရှင်မြန်မာတစ်မျိုးသားလုံးကျွန်တော်တို့ဒီငင်းချမ်းတာယာဝပြောဖို့ဖွံ့မျိုးတိုးတက်ဖို့ဆိုလို့ရှိရင်ဒါတစ်မျိုးသားလုံးကောင်းတဲ့အမျိုးသားအကျိုးစီးပွားကိုရှေ့ရှုပြီးတော့မှဆောင်ရွက်တယ်ဆိုရင်အဲကျွန်တော်တို့ဒီအခုပဲကျွန်တော်တို့ဆူလာမနီ အဲဖျားတက်ခဲ့တယ်ပေါ့နော်ဆူလာမဏိဖျားအကျွန်တို့ရန်ကုန်မှာတော့ရွှေတကုံကိုဥပမာပေးတာပေါ့နော်ဘယ်ဆောင်းတန်းရမယ်တက်တက်နောက်ဆုံးတော့ရွှေတကုံဖျားရောက်ဖို့ပဲအရေးကြီးတာကျွန်တော်တို့ကဖျားဖူးချင်တာဟုတ်ရှင်အခုဆိုလို့ရှင်လည်းဒီလိုပါပဲတရားဆူလာမဏိဆိုလို့ရှင်လည်းအဲဘယ်ဘယ်ဆောင်းဘယ်ဘယ်အပေါက်ကပဲဝင်ဝင်ပေါ့နော်အဲကျွန်တော်တို့အဓိကတော့ဖျားဖူးဖို့အရေးကြီးတာပေါ့နော်ဆိုလို့ရှင်အဲ့လိုမျိုးစိတ်ဓာတ်လေးနဲ့ကျွန်တော်တို့ဆောင်ရွက်ကြဖို့ပေါ့နော်မဖြစ်နိုင်တာကိုတောင်းပြီးတော့မှအဲဒီ ဟိုတင်းမာအခြေအနေတွေတင်းမာစေမဲ့အစားပေါ့နော်ဖြစ်နိုင်တာတွေတောင်းပြီးတော့မှဖြစ်တင်ဖြစ်တိုက်တာတွေဖြစ်အောင်ပေါ့နော်ဝိုင်းဝန်းစ조사ကြဖို့ဒါလေးကျွန်မတို့ပါတီရဲ့မူဝါဒဖြစ်ပါလေရှင်အဲဆိုလို့ရှိရင်ကျမတို့လူတို့ဘဝအဓိကပေါ့နော်ဒါငိမ့်ချမ်းဘဝငိမ့်ချမ်းလုံခြုံစွာကြီးပွားကြငိမ့်ချမ်းလုံခြုံဖို့ဆိုလို့ရှိရင်လည်းကျမတို့ဒီငိမ့်ချမ်းရေးဆိုရင်လူတွေကတရတူးချင်းစီနိုင်ငံသားတူးချင်းစီတိုင်းရင်းသားအပြည့်သူလူတို့တူးချင်းစီရဲ့ သဘောထားကြီးမှုနဲ့ပြီးလို့ရှိရင်ဒီပြည်တော်စုကြီးတစ်ခုလုံးဆိုတော့ အဲကြီးပွားတိုးတက်ဖို့ဆိုရဲစိတ်ဓာတ်နဲ့ပေါ့နော်ဆိုလို့ရှိရင်ကျမတို့ရှမ်းပြည်နယ်ကထူးခြားတာကတော့ဒါရှမ်းရှမ်းကိုက12မျိုးရှိတယ်လို့ကျမသိပါတယ်ရှင့်အဲပြီးလို့ရှိရင်ဓနုရှိတယ်တောင်ရိုးရှိတယ်အင်းသားရှိတယ်ပအိုးရှိတယ်ပလောင်ရှိတယ်ပေါ့နော်စသဖြင့်ကျမမပြောမိတဲ့တိုင်းရင်းသားတွေလည်းကြံကြံကြံကောင်းကြံခဲ့ပါမယ်အဲဆိုလို့ရှိရင်တိုင်းရင်းသားတွေအများကြီးစုပေါင်းနေထိုင်ပေမယ့်ကျမတို့ကအဲဒီမြန်မာနိုင်ငံသားတွေဖြစ်ပဲတဲ့ပေါ့နော်ဒါလူမျိုးအဖြစ်တူချင်မှတူမယ်ဒါပေမဲ့ကျမတို့အကုန်လုံးနှိပါကျမတို့ ုဒ္ဓဘာသာတွေဖြစ်တယ်။ပြီးလို့ရှိရင်ကျမတို့အကုန်လုံးကတယောက်မကြံမြန်မာနိုင်ငံသားတွေဖြစ်တယ်။မြန်မာနိုင်ငံကောင်းကျိုးအတွက်ဆောင်ရွက်ရမယ်ဆိုတဲ့စိတ်နဲ့ပေါ့နော်။တစိတ်တဝန်းနဲ့စုပေါင်းဆောင်ရွက်ကြဖို့လိုအပ်တာဖြစ်ပါတယ်ရှင်။အဲ့အတွက်ကိုပေါ့နော်။ဆိုလို့ရှိရင်ကျမကလည်းတိုင်းရင်းသားဖြစ်ပါတယ်ရှင်။ကျမကလည်းမိုးကုတ်သူဆိုတော့လေကျမအမေကပလောင်ဖြစ်ပါတယ်ရှင်။အဲဆိုလို့ရှိရင် ကျမကိုယ်တိုင်လည်းတိုင်းရင်သားဖြစ်ပါတယ်အဖေကတော့ဗမာဖြစ်ပါတယ်ရှင်เนาะအဲ့ဒါကြောင့်မလို့ကျမတို့ကတိုင်းရင်သားထဲမှာလည်းဒီလိုပဲပေါ့เนาะအဲဒီလိုကပြားတွေပေါ့ရှင်ဒါတိုင်းရင်သားလူမျိုးမတူပဲအိမ်အောင်ကြပြီးတော့မှမွေးလာတဲ့သားသမီးတွေပေါ့เนาะအဲဒါတွေလည်းအများကြီးရှိတဲ့အခါကျတော့လူမျိုးကိုတအားမစွဲပဲနဲ့ကိုဋ္ဌေတာဖွင့်မျိုးတိုးတက်ရေးဆိုတဲ့ကိစ္စပေါ့เนาะဘယ်သူမျိုးပဲနေနေ အဲကျမတို့ဒီမြန်မာတပြည်လုံးမှာပေါ့နော်ရှမ်းနေလဲနေထိုင်ကြတယ်ပလောင်နေအစသဖြင့်ပေါ့တိုင်းရင်းသားလူမျိုးတွေအကုန်နေထိုင်ကြတယ်ရခိုင်လို့ပြောရင်လဲရခိုင်မှာပဲရှိတာမဟုတ်ဘဲနဲ့ရန်ကုန်မှာလည်းအများကြီးရှိတယ်တခြားဒေသတွေမှာလည်းအများကြီးရှိတယ်ကျမတို့ကမြန်မာနိုင်ငံသားအနေနဲ့မြန်မာပြည်တွင်းမှာလွတ်လွတ်လပ်လပ်ရွှေ့ပြောင်းနေထိုင်လို့ရတာဖြစ်ပါတယ်ရှင်အဲ့ဒါကြောင့်မလို့မြန်မာနိုင်ငံသားမြန်မာနိုင်ငံတော်ကြီးဖွံ့ဖြိုးတိုးတက်ဖို့ဆိုတော့ စိတ်ဓာတ်လေးနဲ့ကျမတို့စုပေါင်းဆောင်ရွက်မယ်ဆိုရင်ကျမတို့ပျော်စရာကောင်းတဲ့အဲမိသားစုတွေဖြစ်ကြမှာပေါ့နော်အဲ့ဒါကတော့ငြိမ်းချမ်းလုံခြုံဖို့အဲပြီးလို့ရှိရင်တရားဥပဒေစိုးမိုးဖို့ပေါ့နော်ဒါတွေကျွန်တော်တို့ဆက်လက်ပြီးတော့ဆောင်ရွက်ရမှာဖြစ်ပါတယ်